အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လဲကြိုးစိုးလိုက်ပါတယ်အခုတင်ဆက်မယ့်အကြောင်းအရာလေးကတော့ကျက်တာရီသသမိများအတွက် AV လ၄လပိုင်းတလားစာအထူးဟောစရံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဟောစရံကြီးကိုတော့မန္တလေးမြို့မှာဆရာကြီးမင်းသူရာကိုရိုင်းတွက်ချက်ဟောပြောထားတာဖြစ်ပါတယ်ဒီဟောစရံထဲမှာပါဝင်တဲ့အကြောင်းအရာလေးကတော့အလောက်ကိုင်းစီးပွားရေး အခြေအနေအောင်ရေးပညာရေးကျမ်းမာရေးသတိပြုအပ်မဲ့အသက်ပိုင်းခြားများအထူးဟောကိန်းဆောင်ရွက်ရန်ကိစ္စနဲ့ရေရရာတို့ပဲဖြစ်ပါတယ်။ဂျာတာရီတပ်သမီးများဟာဒီလေးလပိုင်းမှာဆိုရင် အကောင်းတဲ့အစိုးတွင်တွဲနေပါလိမ့်မယ်။အတုခံလဲသူစားတန်းညံကောင်းတဲ့သူတွေကတော့အစိုးကိုကြော်လွားနိုင်ပါလိမ့်မယ်။နေစံတရနေ့ကတော့ကြာတာရီနေ့ဖြစ်ပြီးတော့ထူးခြားမှုကံကောင်းမှုတွေလည်းရရှိပါလိမ့်မယ်။အလောင်းကစားတွေအကျိုးမပေးပါဘူး။ပနတ်ရိုက်ကျင်တူတိုင်ထူးအိမ်သိပြောင်းခြင်းကောင်းပါလိမ့်မယ်။ ရှင်ပြုရဟန်းကံပဇင်းကံကုသိုလ်ကောင်းမှုများအလိုတန်ပြုရပါလိမ့်မယ်အလိုကိစ္စမင်္ဂလာကိစ္စများပေါ်လာမယ်ငွေထုတ်ထန်တဲ့ဝန်ကင်းရှိတယ်ရွှေတဲ့ပစ္စည်းဝန်ကင်းရှိတယ်လူဝန်ကင်းရှိတယ်သာသမီမင်္ဂလာတည်ရင်ကြရပါလိမ့်မယ်စီးပွားရေးအနေနဲ့ဆိုရင်လုပ်ငန်းဟောင်းတွေအခွင့်အလမ်းများကြုံတွေ့ရပါလိမ့်မယ်လက်တွေ့အကောင့်ထက်ပေါ်ပြီးဆောင်ရွက်လျင်ပိုပြီးအဆင်ပြေပါလိမ့်မယ် စီဝိုင်းနဲ့ပတ်သက်ပြီးအပြိုင်ဆိုင်တွေရှိမယ်။သူ့လူကိုယ်ပဲသားတွေလည်းရှိနေပါလိမ့်မယ်။အလုတ်သစ်ကင်သစ်ပေါ်မယ်။အထည်လုပ်ငန်း၊ဖက်ရှင်လုပ်ငန်း၊အလှကုန်၊အလှပြင်ဆိုင်စတဲ့အလုပ်တွေအကျိုးဖြစ်ထွန်းနေပါလိမ့်မယ်။စူဆန်ရှာဖွေခြင်းလုပ်ငန်းများဖုန်းနဲ့အဆက်ပစ္စည်းအယောင်းဝယ်တို့အကျိုးပေးပါလိမ့်မယ်အဆက်အသွယ်တွေရမယ်အကူအညီထောက်ပံ့ကောင်းတွေလည်းရပါလိမ့်မယ်လူမှုဆက်ဆံရေးမှာဆိုရင်အပြောဆိုမှတ်ချင်းအပေါင်းအသင်းမိတ်ဆွေများနဲ့စိတ်ဝင်ကွဲသွားတတ်ပါတယ် ပညာရေးနဲ့ပတ်သက်ပြီးခရီးသွားရခြင်းကြုံရပါလိမ့်မယ်။ပြောင်းရွှေ့စားရောက်ခြင်းတရင်ကောင်းကြရပါလိမ့်မယ်။ဒါပေမဲ့သတိပြုရမှာက အပေါင်းအသင်းများကြောင့်မိမိရည်မှန်းချက်တွေဝေးကွာတတ်ပါတယ်။အသိပညာရှင် အတတ်ပညာရှင်များစိတ်ဖိစီးမှု ခံနေရခြင်းများကြုံတွေ့ရပါလိမ့်မယ်။ပညာရှိသူတော်ကောင်းပုဂ္ဂိုလ်များကိုအမြဲစီးပူးပါအကြံဉာဏ်များရယူပါ။အခြေအနေအောင်ရေးပိုင်းနေတာကတော့အခြေအနေနဲ့ပတ်သက်တဲ့အကြံစီရွယ်ချက်များအောင်မြင်ပါလိမ့်မယ်။ မင်္ဂလာကိစ္စပေါ်မယ်အောင်မြင်ပါလိမ့်မယ်ငွေကြီးမဆသူပေါ်မယ်ကျူရွယ်သူများဆေးဆက်ကြောင်းလဲခြင်းမင်္ဂလာနဲ့အိမ်တော်ကိစ္စရများပေါ်ပေါက်လာပါလိမ့်မယ်အဖို့ရန်ကြီးသောဥစ္စာပစ္စည်းများလက်ဆောင်ရရှိမယ် လူပြိုအပြိုများမထက်မှတ်ဖဲအိမ်အောင်ကြတတ်ပါတယ်မိတ္တရေးမှာဆိုရင်နှလုံးသားထက်အုံနာကိုဦးစားပေးလျင်ပို့ပြီးအဆင်ပြေပါလိမ့်မယ်အိမ်အောင်ရေးကိစ္စများအဆင်ပြေမယ်အိမ်အောင်ရေးအိမ်အောင်ဘက်ရဲ့ဂယုဆိုင်ခြင်းအလိုလိုက်ခြင်းခံရပါလိမ့်မယ်ဂျာတာပရိသသမီးများရဲ့အချီးအင်းနဲ့အိမ်အောင်ရေးအတွဲနေနံနေနဲ့ကတော့ဂျာတာရင်းနံစနေနံရာဟုနံတို့ဖြစ်လျင်မတင်မြတ်ပါဘူးအိမ်အောင်ရေးအပြောင်းလဲတွေကြုံတွေ့ရပါလိမ့်မယ် ကျမ်းမာရေးပိုင်းအနေနဲ့ကတော့မကြာခဏအကောင်းကိုက်ခြင်းစီးကြောက်ကန့်တဲ့ပတ်သက်တဲ့ဝေဒနာတွေခံစားရတတ်ပါတယ်။ကြာတာရီတသမီများ၃ရက်မှ၉ရက်နဲ့၁၈ရက်မှ23ရက်အတွင်းဘေးဥပတ်ကြုံတတ်တဲ့ရုပ်မိသီးကိစ္စမဆိုသတိနဲ့ဆောင်ရွက်ရပါမယ်။ဥပဒေမဲ့လုပ်ငန်းများအထူးသတိထားရမယ်။ငွေကြေးရလန်းရှိပေမဲ့ထင်သလိုမယူရှင်းပါဘူး။အများနဲ့တွဲလို့ရတဲ့အလုပ်တွေဆိုပိုးလို့တောင်ဂယုဆိုင်ရပါမယ်။မိမိရည်မှန်းထားတာထက် ပို့ပြီးတော့စူးစမ်းရပါလိမ့်မယ်။မလိုအပ်တဲ့နေရာတွေမှာဆိုရင်ငွေကြေးဖြုန်သီးမိတာတွေတတိထားဆင်ကျင်ပါမိမိနဲ့အနီးကပ်လူအတွင်းလူများနဲ့အမှုပြဒနာများအခက်အခဲများဖြစ်တတ်ပါတယ်။အငင်းပွားစရာများဆုံရှုံနေတာစရာများနဲ့အကြုံတွေ့ရမယ်။သူတစ်ပါးကြောင့်မိမိအကြံစီများနှောင့်နှေးသွားနိုင်ပါတယ်။သတိပြုရမယ့်အသက်ပိုင်းခြားနေတဲ့ကတော့ကြာသာရေးသားသမီးများအသက်20နှစ်24နှစ်30နှစ်31နှစ် 39နဲ့42နဲ့49နဲ့53နဲ့မှ59နဲ့ကြာနည်းနည်းအညံ့ရှိပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးဆုံရှုံမှုတွေရင်ဆိုင်ကြုံတွေ့ရပါလိမ့်မယ်။တင်နန်းကိစ္စ၊မြေကိစ္စများ၊ပညာရေးကိစ္စများအနှန်းငယ်စိတ်ညစ်ရမယ်။အိမ်ဆောင်တွေများဖောက်လဲဖောက်ပြန်မှုရှိတတ်တယ်။အုပ်ချုပ်ရေးဥပဒေအင်ချမ်းပြီးအကျိုးဆောင်အလုံးနဲ့ပတ်သက်သူများဝင်ရှုပ်လာတတ်ပါတယ်။အထက်ကဖိအားပေးမှုကြောင့်လုပ်ငန်းခွင်ကောင်းဆောင်များပြဿနာအမျိုးမျိုးရင်ဆိုင်ရပါလိမ့်မယ်။အထူးဟောကိန်းအနေနဲ့ကတော့ စနေနေ့ရာဟုနံသတ္တမီများနဲ့တက်နိုင်သမျှရှောင်ပြီးအစုရှယ်ယာလုပ်ငန်းများမလုပ်ကိုင်းသင့်ပါဘူး။ဆောင်ရွက်စရာကိစ္စအနေနဲ့ကတော့ဒီ AB လာမှာဆိုရင် ခရီးသွားခြင်းနဲ့လုပ်ငန်းကိစ္စအဆင်ပြေစေရန်အတွက်ဖျားမှာတီးညွန့်၊တလဲညွန့်၊ဒန်းညွန့်၊တရဲညွန့်၊သုံးညွန့်စီပေါင်းပြီးဖျားကိုပူဇော်ပေးပါ။ အကျိုးပေးသောကဏ္ဍအနေနဲ့ကတော့၁ကဏ္ဍ၊၃ကဏ္ဍ၊၆ကဏ္ဍတို့ဖြစ်ပါတယ်။အကျိုးပေးသောရောင်အနေနဲ့ကတော့မိခိုးရောင်၊အဖြူရောင်၊အစိမ်းရောင်တို့ဖြစ်ပါတယ်။အကျိုးပေးသောနိနံအနေနဲ့ကတော့တနင်္ဂနွေနံ၊အင်္ဂါနံဖြစ်ပြီးအကျိုးမပေးသောနိနံအနေနဲ့ကတော့စနေနံ၊ရာဟုနံဖြစ်ပါတယ်။အကျိုးပေးသောအရက်အနေနဲ့ကတော့မြောက်ရက်ဖြစ်ပြီးအကျိုးမပေးသောရက်အနေနဲ့ကတော့တောင်ရက်ဖြစ်ပါတယ်။ကံကောင်းမှုတွေရောက်လာစေရန်ရည်ရည်အနေနဲ့ကတော့မိမိအိမ်ဖေးရမှာနက်နက်9:54မိနစ်အချိန်တွင်အဖြူအောင်ပန်းဝေဝေဆာဆာထိုးပြီး ခရင်ရွယ်ငွေပန်းကိုဝေဝေဆာဆာထိုးပေးပါ။ကောင်းညွှန်းပေါင်းစွန့်ကပ်လှူဒန်းပေးပါ။ဘုန်းကြီးเจ้าမှာငါးဟင်းပေါင်းစွန့်ကပ်လှူပေးပါ။တရိတ်ဆန်ပေးမဲ့လှူခြင်း၊သင်္ကန်းလှူခြင်း၊ပရဲ့ရွေခြင်းပြုလုပ်ပေးပါ။မိမိလိုရာစုကိုလည်းတောင်းပါ။ဟုတ်ကဲ့ပါရှင်။အခုတင်ဆက်ပေးခဲ့တာကတော့ကြာတာရေးတသမီများအတွက် အေဗီလာလေးလပိုင်းတလစာအထူးဟောစရံပဲဖြစ်ပါရဲ့ရှင်။ကြာတာရေးတသမီများအားလုံးဘေးဥပ္ပတ်အန်ဒီရီမှာကင်းဝေးကြပါစေရှင်။